ဆဘပရိသတ်များအားလုံးမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာတော့စာရေးဆရာမောင်ထောသူဘာသာပြန်ဆိုထားတဲ့ All the way home and other story အမေအိမ်နဲ့နိုင်ငံရဲ့ချဝတ္ထုတူများဖြစ်ပါတယ်ရှင်ပထမဦးစွာ ဆရာကြီးမောက်တော်သူဤအမှားစာကိုဖတ်ပြပါမယ်။အမေအိမ်တဲ့နိုင်ငံခြားဝတ္ထုတို့များအမိပေးထားသောဤစာအုပ်တွင်ဘာသာပြန်ဝတ္ထုတို့ပေါင်း73ပုဒ်ပါရှိပါသည်။ American, Norway, Hungary, Sweden, ပြည်သက်ပိုလန် Yugoslavia, Russia နဲ့ရစ်တက်မျိုးသားဆိုင်းရင်းဆရာများ၏လက်ရာများဖြစ်ပါသည်။ထို့ကြောင့်အမဲဆုံးသည်ဟုဆိုနိုင်ပါသည်။ ရင်းတို့အနေကိုဘုံမှာစပယ်ဖြူမိုးဝေမဟေတီလုံမလေးနဲ့ကလင်ယာစသောမဂ္ဂဇင်းများ၌ပါခဲ့ပြီးဖြစ်၍လေးဘုံမှာမြည်တိမဂ္ဂဇင်းတွင်ထက်သွင်းဖော်ပြခြင်းမရှိသေးပါရင်းလေးဘုံမှာအမေအိမ်အချင်းယူကာလနဂါလူကျေးနန်းတို့ဖြစ်ပါသည် အမှန်တော့ဤဝတ္ထုတို့များသည်မဂ္ဂဇင်းများသို့ကိုပေးမည်ဟုရည်ရွယ်ချက်ဖြင့်ကိုနှစ်သိမ့်ရာနိုင်ငံခြားဝတ္ထုတူကလေးများကိုရွေ့ရွေ့ပြန်ဆိုခဲ့ခြင်းဖြစ်၏ ရည်ရွယ်သည့်အတိုင်းလည်းဤဝတ္ထုတို့များကိုမဂဇင်းများသို့ပို့ဖြစ်ခဲ့ပါသည် အမေအိမ်ထိုအချိန်ကအိမ်အပြန်ဟုအမိပေးထားသည်ကဘာမီလောင်ထမင်းဆိုင်နဲ့ဆိုင်မိသဆိုးနဲ့လောင်ကျေးစသောဝတ္ထုတို့များသည့်စာပေနယ်ပယ်တွင်နမည်မရှိခဲ့ခြင်းကပြန်ဆိုခဲ့သောဝတ္ထုများဖြစ်သည် ပထမဆုံးချိန်မင်ကစေးချို့တို့ပုခဲ့စဉ်ကအပယ်ခံဝတ္ထုတို့များဘဝတို့ရှမ်းရောက်သွားခဲ့သည့်ဝတ္ထုတို့များဖြစ်သည့်အပယ်ခံများဖြစ်သည့်အတွက်မိမိစိတ်တော်လည်းဘလို့မှမခံစားရတော့လဲစာမှုများကိုပြန်မြရသည့်အတွက်ကရင်မောခဲ့ရ၏တိုးတော်လည်းကိုနှစ်သက်တော်ဝတ္ထုတို့ကလေးများဖြစ်သည့်ချင်းချစ်ချင်းလိုလိုပဲဒုတိယချိန်ထပ်မံပြန်ဆိုခဲ့သည့်ရင်းကဲ့သို့အပင်မခံ၍ပြန်ဆိုထားခဲ့ခြင်းကြောင့်လည်းယခုကဲ့သို့ဤစာအုပ်တွင်ပါဝင်လာနိုင်ခြင်းဖြစ်သည်ဟုမားနိုင်မည်မထင်ပါ ဤဝတ္ထုတို့73ပုတ်ထဲမှာကျွန်တော်စိတ်အနောက်ရှစ်ဖြစ်ခဲ့သည့်ဝတ္ထုပုတ်တစ်ပုတ်မှာကဘာမီလောင်ဖြစ်သည်ယင်ဝတ္ထုကိုမင်းစင်းတက်တိုင်းမှာလာရောက်တောင်းသည်ဖြင့်ပေးခဲ့လိုက်မိသည်လာရောက်တောင်းခံစဉ်ကပထမဆုံးမင်းစင်းထွက်တီလာရဲပါမည်မဟုတ်ဒုတိယကြမှာပါမည်ဟုပြောသွားခဲ့ဤသို့တော်လည်းတကယ်တမ်းကြတော့9လ8လကြာသည့်အထိထပ်သွင်းဖို့ပြချင်းမပြုသည်ဖြင့်ကိုတိုင်လိုက်တာတောင်းရသည့်အခြေသို့ရှိုင်းရောက်ခဲ့ရ၏ နိုင်သွားပြန်တော့လဲချင်းချင်းငငံမရှိတဲ့ဖြစ်စိတ်ရှုပ်ခဲ့ရသည် မဂ္ဂဇင်းတိုင်းမှာတာဝန်ရှိပုဂ္ဂိုလ်တို့ကသူ့စာမူမဂ္ဂဇင်းထည့်ထားကမှမထည့်တာအဓိကထားမနေနဲ့စာမူခတာထုတ်ပေးလိုက်ဟုဆိုသည်သူပြောလိုက်သည့်စကားတွင်စေတနာပါကောင်းပါမည်ဖြစ်တော်လဲကျွန်တော်ယင်ထန်းတွင်ဘဝင်မကြဖြစ်ခဲ့ရသည်ကျွန်တော်စာမူခကိုလက်မခံခဲ့ပါဤစာမူကိုသာ၃လေးချိန်ညာတောင်းရောက်ရင်မရရအောင်ပြန်ယူခဲ့သည်ထိုစာမူကိုစပယ်ဖြူတို့ပို့ခဲ့ရာစကယ်ဖြူကထပ်သွင်းဖို့ပြပေးခဲ့သည်ဤအတွက်စပယ်ဖြူမဂ္ဂဇင်းကိုကျွန်တော်များစွာကျေးဇူးတင်စေဖြင့်ဖော်ပြခဲ့ရပါသည် ။ဤဝတ္ထုတို့အားလုံးသည်မိမိကိုယ်နိုင်ကနှစ်သက်၍မိမိအစ်စိတ်တွင်စာဖက်ပရိသတ်များကနှစ်သက်လိုက်မည်ဟုထင်၍ပြန်ဆိုခဲ့သောဝတ္ထုတို့များဖြစ်ပါသည်။ သို့တော်လည်းကိုကြိုက်တိုင်းသူကြိုက်ချင်မှကြိုက်မည်ဟုသဘောရှိပါသည်တောင်တရားတယောက်ကြိုက်ချင်းမတူတတ်ကြပါလူတာဘဝအလျောက်ကြိုက်ချင်းမတူခြင်းသည်သောအာထမကြိုက်ချင်းတူရမည်ဟုလောက်ခဲ့သည်ရှိတော်လည်းထိုလောက်သည်တာဘဝကိုစန့်ကျင်သောအလုတ်ဖြစ်ဖို့ရှိပါသည် ထိုကြောင့်ဤဝတ္ထုတို့အလုံးကိုစပပရိသတ်ကလက်ခံနေတဲ့လိုက်မည်ဟုမယူဆရဲပါမိတို့ပဲဖြစ်စေ ဤဝတ္ထု73ပုဒ်သည်ယတ္တတမျိုးစီကို ပေးဆွမ်းနိုင်စွမ်းရှိရမည်ဟုထင်ပါသည်။စာဖတ်ပရိသတ်များအနေဖြင့်73ပုဒ်စလုံးကိုမကြိုက်ပေမဲ့လည်းတပုဒ်ကိုတော့ကြိုက်ချင်ကြိတ်လိမ့်မည်။တပုဒ်လောက်ကိုနှစ်သက်လက်ခံသည်ဆိုလျင်မြမပြန်သူအနေဖြင့်ပြန်ဆိုရကြူနှက်ပြီဟုယူဆပါသည်။မောင်ထောသူ1988ခုဇော်လ28ရက်